Hello ဂျေဖိုက်ကနေကြိုဆိုပါတယ်ဒီတစ်ခေါက်တော့ဂျေကဖတ်ထုတ်ကောင်းကောင်းလေးတွေကိုအရသာမျိုးစုံပုံစံမျိုးစုံနဲ့လဲစားလို့ရမယ်အရသာရှိတဲ့လက်လုတ်ခောက်ဆွဲတွေကိုလည်းတော့ပင်လေးတွေနဲ့ရောရွေးချယ်စရာပုံစံမျိုးစုံနဲ့ရောစားလို့ကောင်းတဲ့48လမ်းထဲမှာရှိတဲ့ Urban Asia Center ရဲ့မြင်ညီတက်က Nudie and Her Creation ဆိုတဲ့ဆိုင်လေးကိုရောက်ခဲ့ပါတယ် ဒီဆိုင်မှာနူဒီရဲ့နာမည်ကြီးကော်ရီခေါဆွဲနဲ့ကော်ရီထမင်းပေါင်းနေလဲရတဲ့အပြင်ကိုနူဒီရန်ဟာ creation ဆိုပြီးတော့ခေါဆွဲလေးတွေဖတ်ထုတ်လေးတွေကိုစမ်းသစ်တဲ့လက်ရာလေးတွေနဲ့ menu မျိုးစုံရှိပါတယ်ကြည်အရင်ဆုံးစားပြစ်တာလေးရာကုဆိုင်ဖတ်ထုတ်ပါသူကဝတ်သားနဲ့လဲရတယ်ချက်သားနဲ့လဲရပါတယ် ကုဆာရဲ့အနံ့အရသာလေးအဓိကရပြီးတော့အသားအရသာလည်းလုံးဝမရော့ဘူးအသားရဲ့အချိုတဲ့အရသာလေးနဲ့ဒီဖတ်ထုတ်လေးကတော်တော်လေးစားလို့ကောင်းတယ်ပြီးတော့သူတို့ရဲ့စမ်းသစ်ထားတဲ့ homemade sauce လေးရလည်းအရသာဆန်းဆန်းလေးနဲ့ဒီဖတ်ထုတ်လေးနဲ့လိုက်ဖက်ပြီးတော့စားကောင်းပါတယ်ဝတာကုဆိုင်ဖတ်ထုတ်လေးစားကြည့်ဖို့အတွက် recommend လုပ်ပါတယ်နောက်တစ်မျိုးကတော့ဖတ်ထုတ်အိုကက်လေးပါသူလည်းပဲအရသာတော်တော်လေးစားလို့ကောင်းတယ် ပထမဖတ်ထုတ်နဲ့အရာသာတိတိတတ်တာလေးကွဲပြားအောင်လှုပ်ထားတာလေးကိုတော်တော်သဘောကျပါတယ်ပါဝင်ပစ္စည်းလည်းမတူဘူးပေါ့နော်ကုဆိုင်ဖတ်ထုတ်မှာတော့ကုဆိုင်အတိတ်ကပါပြီးရောဒီဖတ်ထုတ်လေးမှာကျတော့သူကမုံညင်းရွက်လေးတွေနဲ့လှုပ်ထားတာပါတော်တော်လေးစာလို့ကောင်းပါတယ်ဖတ်ထုတ်ကိုမုံညင်းရွက်လေးတွေနဲ့ဆိုတော့အရသာဆန်းဆန်းလေးဖြစ်ပြီးရောစားကောင်းတာပါ သူဆော့စ်လေးရတော့ရိုးရိုးပဲငန့်ပြားရင်းနဲ့ရှာလကားရေးပဲတုံးထားရဲဆိုပေမဲ့သူဖတ်ထုတ်အရသာလေးကိုတော်တော်လေးသဘောကျတာမို့လို့ဖတ်ထုတ်အိုကတ်ကြော်လေးကိုကြည်ရ highly recommend ပါဒါလေးကလက်လုတ်ခောက်ဆွဲဦးမှာဖတ်ထုတ်အရောလေးနဲ့ပွဲပြင်ထားတာလေးပါခြင်ဆက်အရသာခောက်ဆွဲလေးပေါ့နော်ရှာလကာရီအရသာလေးရဲ့အိမ်သုံးပဲငတ်မြာရီလိုမဟုတ်ဘဲနဲ့ခပ်ပေါ့ပေါ့ပဲငတ်မြာရီအရသာလေးရဲ့ပြီးတော့ငရုတ်သီးစီကြော်ရဲ့ရောထားတဲ့မယိုးမဆန့်အရသာလေးပါ ဒီထဲမှာပါတဲ့ဖတ်ထုတ်လေးကြတော့နောက်ထပ်ပုံစံအစမ်းတစ်မျိုးလေးပါတော်တော်လေးနဲ့အလုံးကြီးရယ်ပေါ့နော်သူဆိုင်ကဖတ်ထုတ်တည်းရဲ့အရာသာတော့တစ်မျိုးနဲ့တစ်မျိုးလုံးဝမတူပဲနဲ့တော်တော်လေးစားကောင်းလို့ခြေအရန်ကြိုက်ပါတယ်ဒီချင်းဆက်ခေါဆွဲလေးကဆိုင်မာတော့အယောင်ရဆုံးခေါဆွဲလို့ပြောရယ်ပေါ့နော်ခြေရဲ့ taste buds နဲ့တော့တိတ်မကိုက်လို့ပဲလားမသိဘူးခြေရောအဲ့လောက်အကြိုက်ကြီးမဟုတ်ပါဘူး ဒါလေးကတော့လက်ဆွဲခောက်ဆွဲပြုတ်ကိုမှ homemade စက်သားပြားကြော်လေးနဲ့တွဲပေးထားတာပါ။တခြားရွေးချယ်စရာ topping လေးတွေလည်းစုံစုံလင်လင်ရှိပါတယ်။သူ့ခောက်ဆွဲပြုတ်ရဲ့အရည်လေးကအဖြူတယ်လေးပဲဆိုပေမဲ့အယိုးပြုတ်ရည်ကိုတိတိကျကျကြက်ကြလေးအရသာရှိအောင်ပြုတ်ထားတယ်။ပြီးတော့ဂေါ်ဘီရဲ့အချိုတက်လေးတွေပါပါပြီးတော့အရသာတော်တော်လေးရှိပြီးတော့တောက်လို့ကောင်းပါတယ်။ ဟုတ်မိတ်ချက်သားပြားကြော်လေးရာချက်သားရဲ့အချို့ရတာလဲပေါ်လွင်နေ juicy လည်းဖြစ်တယ်အပေါ်ရန်အရေကုန်အပားလေးပါတာလေးရာလည်း crispy ဖြစ်ပြီးတော့တော်တော်လေးစားလို့ကောင်းတယ်ဒါပေမဲ့အဲ့လို marinate လုပ်ထားတဲ့ wine အနံ့လေးတော့နည်းနည်းရပါတယ်သူရဲ့လက်လုတ်ခောက်ဆွဲလေးကိုလည်းတော်တော်လေးသဘောကျတယ်။အရသာလေးတော်တော်ရှိပြီးတော့ texture လေးကလည်းနုနုညံ့ညံ့လေးပါ ဒီလက်လုံးခောက်ဆွဲနဲ့ပွဲပြင်းတဲ့ခောက်ဆွဲတွေကိုပဲအရသာမျိုးစုံ ပုံစံမျိုးစုံနဲ့ရှေ့ရဆိုတော့ Nudian Ha Creation မှာဒီလက်လုံးခောက်ဆွဲတပွဲလောက်ကိုတော့ try ကြည့်ဖို့အတွက်ကို highly recommend လုပ်ပါတယ်။ဒါတော့ဒီခောက်ဆွဲပြုတ်အချို့လေးနဲ့တွဲစားလို့ရမယ့် topic နောက်တစ်မျိုးဖြစ်တဲ့အမဲကြွက်လုံးအသားလွှာလေးပါ။အမဲသားကြိုက်တဲ့သူဆိုရင်လည်းဒါလေးတော်တော်ကြိုက်မယ်ပေါ့နော်။ခြေလည်းကြိုက်ပါတယ်။ ီလက်ဆွဲခောက်ဆွဲပြုတ်ချူချူလေးသွားစားကြည့်ဖို့အတွက်ကိုလည်း highly recommend ပါဒါလေးကတော့ Oreo smoothie လေးပါ Oreo ရဲ့အရသာပြပြဝဝလေးနဲ့ချူချူလေးတော်တော်လေးတောက်လို့ကောင်းပါတယ်။ဒါလေးကတော့လက်ဆွဲခောက်ဆွဲကိုပဲစီချွန်အရသာလေးနဲ့ဒိုရီငါအသားလွှာလေးနဲ့ပါ။လက်ဆွဲခောက်ဆွဲလေးကတော့အချူလေးပဲစားစားအဆက်လေးပဲစားစားတော်တော်လေးစားကောင်းတော့ပါ။ ဒိုရီငါးကိုတော့မုံနှစ်လေးနဲ့အပေါ်ရန်အကျွတ်လေးတစ်ထပ်အုပ်ပြီးတော့ကြော်ထားပါတယ်။စီချွန်ဟင်းရည်ရဲ့အရသာကတော့တော်တော်လေးကိုမိုက်ပါတယ်။စီချွန်အရသာလုံးဝကိုပြပြဝဝပြပြနဲ့နဲ့နဲ့ကိုထိမိနေတဲ့အရသာမျိုးပါ။အဆက်လဲစားနိုင်တယ်စီချွန်ရတာလဲကြိုက်တယ်ဆိုရင်တော့ဒီဒိုရီငါအသားလွာစီချွန်ကတော့လုံးဝကိုအကြိုက်တွေ့စေမှာပါ။ ခြေကတော့တော်တော်လေးကိုကြိုက်ပါတယ်ပြီးတော့သူ့ရဲ့ဒိုရီငါးကလည်းအတွင်းသားလေးကနုနုညံ့ညံ့ချိုချိုလေးနဲ့အပြင်ကအကျွတ်ကလေးကြော်ပြီးတော့အုပ်ထားတာတော်တော်လေးကိုစားလို့ကောင်းပါတယ်ဒီဒိုရီငါးသားလွာစီခြွန်လေးကိုလည်းခြေက highly recommend လုပ်ပါတယ်ဒါလေးရတော့လက်ဆွဲခောက်ဆွဲဟိုမှာကြက်သားနဲ့မာလာရတာလေးနဲ့ပါ။တွားတော့မာလာအရတာဟိုမှာအတုပ်ပုံစံလေးပေါ့နော်။ သူ့ရဲ့ခောက်ဆွဲပွဲတိုင်းမှာလေအဲ့အရွက်စိမ့်လေးတွေထည့်ပေးထားတာလေးကိုတော်တော်လေးကြိုက်ပါတယ်။ခောက်ဆွဲလေးတွေလည်းတပွဲနဲ့တပွဲအရသာကွဲပြားပဲမယ်။သူ့ရဲ့လက်ဆွဲခောက်ဆွဲအရသာလေးရော texture လေးရောတော်တော်လေးကိုကြိုက်ပါတယ်။ဒီမာလာအရသာခောက်ဆွဲလေးရတော့ဟင်းခတ်မှုန့်တစ်မျိုးထည့်ထားတာနည်းနည်းလေးများနေပြီးတော့ခါးတဲ့အရသာဘက်ကိုသွားနေလို့ခြေရောအဲ့လောက်ကြီးမကြိုက်ပါဘူး။ ီ Sankis Espresso လေးကတော့ဒီခုနောက်ပိုင်းအမြဲတောက်ဖြစ်နေတဲ့အရသာမျိုးလေးမို့လို့တော်တော်လေးကြိုက်ပါတယ်။မြူရဲဘက်ကသူလေးတွေကလည်း48လမ်း branch မှာအားပေးလို့ရတယ်လို့တောင်းကလာတငန်းကျွန်းဘက်ကသူလေးတွေကလည်းရေတနာလမ်း branch မှာအားပေးလို့ရပါတယ်။ဒါဆိုဒီနေ့ video လေးကဒီလောက်ပါပဲ။နောက် vlog လေးတွေကြမှာထပ်တွေ့ကြမယ်နော်။တတာ